ထားလိုက်တယ်မေးလို့ခေါ်လိုက်ကြမိုင်းဆိုတာဟေးတာတဲ့အဲ့လိုမျိုးလေအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေချိတ်မိသွားတာပေါ့ချိတ်မိရဲ့အချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူရခဲ့ပေါ့နော်အဲ့လိုပြောပြလိုက်မယ်လို့မထင်တော့လေအဲ့လိုမျိုးလေပြောပြရဲ့အချိန်မှာလေတကယ်တကယ်တကယ်အဲ့လိုလေကြောက်စရာကောင်းလားကိုယ့်ကိုယ်ကိုလည်းအဲ့လိုလေစက်သိမ်းထားပါဘာဖြစ်လဲဆိုတာလေချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေတရေကိုဝင်ပြီးတော့ fuck ဆိုထည့်လိုက်သလိုပဲအဲ့လိုအဲ့လိုခံစားလိုက်ရတယ်တားလေး ဒီပြည့်ရဲလာနေအားပေးတယ်ဒီမေးတာစစ်ကြလာမိုင်းဆိုးပေါ်ဒီကနေပြောကျေးဇူးများကြီးတင်ပါတယ်ဒါတိုင်းเนี่ยနောက်ထပ်တစ်ခုစိတ်ကြိုက်လောက်ခိုင်းနေချိန်မှာပေါ့เนาะဒါအာသူ့အကြောင်းမူရခဲ့ရပေါ့အာအကောင်းဆုံးတော့ရှင်ပြိုင်ခဲ့ပါတယ်အကောင်းဆုံးတော့လောက်ခဲ့ပါတယ်အာတိုင်းเนี่ยလည်းအများကြီးကူညီပါတယ်သူတစ်ပြည့်မိုင်းဆိုးပေါ်ဒီကနေပြောကျေးဇူးများကြီးတင်ပါတယ်ဒါ ဒိုင်เนี่ยနောက်ထပ်တစ်ခုစိတ်ကြိုက်လောက်ခိုင်းနေချိန်မှာပေါ့เนาะဒါအာသူ့အကြောင်းမူမူရခဲ့ရပေါ့ပို့ပြီးတော့လုံနိုင်ရလို့လည်းချက်ပါမှန်တိုင်းပြောရရင်တော့ကျွန်တော်ကတော့ဘယ်ရာလှုပ်လှုပ်တော့ကိုယ့်ကိုဘယ်တော့မှအားမရအားမရတဲ့နေရာမှာပါအဒီနေ့ဆိုလေအာရန်ရခဲ့တာမျိုးတော့မဟုတ်ဘူးကျေနပ်တယ်တလတလောက်ပဲဟောပြောက်ပြောက်တာပေါ့ဝမ်းသာတာပေါ့ဒါကိုလိုမျိုးရွှေချိုတော့ vision နဲ့အခု vision နဲ့ကိုအဲ့လိုမျိုးလေး꿰ပြီးတော့မြင်တယ်ပို့ပြီးတော့လည်းဒါ improve ဖြစ်လာတယ်လို့ feedback ပေးတဲ့အတွက်ကိုရလေးလည်းကျေးဇူးများအိတ်တယ် ဒါမှအာဘာလို့မှမသိစဉ်းစားမရတော့ဖြစ်သွားတယ်စဉ်းစားမရဖြစ်သွားတဲ့အချိန်မှာဒါမိဘနဲ့ပတ်သက်တာလေးတခုခုလုပ်မယ်ဆိုပြီးတော့ခေါင်းထဲမှာတွားသူအဲ့လိုစီနီယာကြပေါ်လာတဲ့ dialogue တွေကိုပြောလိုက်တာပေါ့ပြောလိုက်တဲ့အချိန်မှာဒါတိုင်းနေထဲမှာလည်းကြည်ရကြည်ရပေါ့ကျွန်တော်ပထမအာတခုလောက်တော့လည်းကင်မရာမကြည့်လိုက်ဘူးဒီဘက်ကိုလိုမျိုးအာ fake person အနေနဲ့အဲ့လိုမျိုးလေး back day လောက်ခဲ့ရဆိုတော့ကင်မရာကြည့်လိုက်ပြီးတော့ဆရာတွေကဒိုင်နေကကင်မရာတို့တက်တက်ကြည့်ဆိုတော့အဲ့ဒိုင်နေထဲမှာဘယ်သူကြည့်ရမလဲဆိုရှာလိုက်တဲ့ချိန်မှာအဲ့အမေလို့ခေါ်လိုက်ကြမိုင်းဆိုတာဟေးသားတဲ့အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေးချိတ်မိသွားတာပေါ့ချိတ်မိရဲ့ချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူးရခဲ့ရပေါ့နော်ဖြစ်တယ်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့အဲ့လိုပြောပြလိုက်မယ်လို့မထင်တော့လေအဲ့လိုမျိုးလေးပြောပြရဲ့ချိန်မှာလေတကယ်တကယ်တကယ်အဲ့လိုလေး ကြောက်စရာကောင်းလားကိုယ့်ကိုယ်ကိုလည်းအဲ့လိုလေစသိမ်းထားပါဘာဖြစ်လဲဆိုတော့လေချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေတရဲကိုဝင်ပြီးတော့ vax ဆိုထည့်လိုက်တယ်လို့ပြောတယ်လို့အဲ့လိုခံစားလိုက်ရတယ်။နည်းနည်းကြောင်တော့ကြောင်ပါပေါ့။ဒါပေမဲ့ကိုကစင်မမ acting လုပ်နေရဖြစ်တဲ့အတွက်ကိုဆက်လုပ်လိုက်တာ။ဒီဘာလဲဒါကြီးကတော့ဒါသူလဲပထမ audition ဒီမှာဆိုလဲသူလဲ judge လုပ်ပါ။ဟို judge လုပ်ပါဆိုတော့အပြိုင်ကောင်းတယ်ပေါ့အပြိုင်။ဒါကြီးလောက်ကတော့ရပါပေါ့။ဟိုကမှသူတခါမှမနိုင်ရဲ့တမန်အဲ့နေရာတော့နိုင်ရဲ့ပါသူ ကြည့်မယ်ဆိုရင်ဟုတ်တယ်မင်းကတိုင်းပြောတော့လည်းဒါတော့မစုံညင်ပဲညုတ်တည့်ကြည့်ရမှာဟုတ်တယ်တကယ်တော့လေအဲ့ဒါအမြဲတမ်းပြည့်ပြည့်တယ်ကျောင်းလေအဲ့လိုမျိုးအိမ်ကလူတွေရှေ့တော့မိသားစုဝင်ရှေ့တွေမှာဆိုရင်ခါမှတည်ုံဆောင်ပြဘူးတခါမှလည်းအဲ့လို casting တွေ audition တွေဝင်နေဆိုရင် အိမ်မှာဘတော်မှမလေးချင်ဘူးအဲ့လိုမျိုးကြိတ်ပြီးတော့ပဲလောက်တာတွေ့ခါတွေ့ရောရှင်းတုံနေရပေါ့ရှင်းတုံနေတော့အဲ့ဒါချက်ချင်းမလုံနိုင်သေးဘူးခဏစိတ်ကိုဖြေလျှော့ဖြေလျှော့ပြီးတော့မှ အိုက်တင်လောက်ပါပါအိုက်တင်လောက်တော့လည်းမကြည့်ဘူးအဲ့လိုမကြည့်ဘူးဒါရုပ်မကြည့်ဘူးကြောက်တာတာအဲ့လိုရှက်ရှက်တာမျိုးရှက်တာမျိုးအဲ့လိုလေကြောက်တာမျိုးတော့မဟုတ်ဘူးအဲ့လိုရှက်ပြီးတော့လေအဲ့အမျိုးဆိုပို့ပြီးတော့အဲ့လိုချိန်မကန်ပြီးလက်မကန်ပြီးအရင်ဖြစ်တယ်အဲ့ဒါကြောင့်အဲ့ကြောင့်ရှူတင်နေဆိုလဲတော်တော်တန်အောင်ဘယ်သူမှမခေါ်ဘူးဆိုတာအဲ့ဒါလေးပါအဲ့လိုကိုလောက်တာကိုကြည့်နေမလားဆိုတဲ့စိတ်ကြီးရတယ်အစ်စင်မပြေဘူးလောက်လို့လို့တော့ပါအဲ့လိုမျိုးဆိုဒါကြားခဲ့ဒီတိုးအောင်မယ်ကြည့်ဟာလာချင်းကျူလားကျူပါဘူးအဲ့လိုဟမ် အာဒါပြောရမယ်ဆိုရင်ကျွန်တော်ကမနေ့က audition တော့လည်းကျွန်တော်ကင်မရာမကြည့်မိဘူးပေါ့နော်ဒီနေ့လည်းသူကမနေ့ကတော့ပြောလိုက်တယ်အဲ့တိုင်းနေကင်မရာကိုကြည့်နော်ကင်မရာတခုဆိုကင်မရာဒီနေ့လည်းကင်မရာမကြည့်မိလိုက်ပြန်ဦးဆိုတော့ဒါလဲချက်မှုလေးကတော့ရှိခဲ့ရဖြစ်တဲ့အတွက်ဒါပါသွားခဲ့ရင်လည်းဒါပြောရမယ်ဆိုရင်တော့ဒါပြောစရာပေါ့နော်ကိုတွေ့ကုန်ယူစရာကိုစူးစမ်းဆိုနေတယ်လို့ပဲအာတမန်ပေါ့ ်အာမပါခဲ့ဘူးဆိုရင်လည်းဒါအာကိုလိုအပ်ချက်ရှိနေတယ်လို့ကိုကိုပြီးစူးစားဖို့လိုနေသေးတယ်လို့ကိုကိုမှတ်ယူပြီးတော့ဒါကောင်းဆုံးရှိဆက်ပါအာကျေးဇူးများတင်ပါတယ်ကျွန်တော်ဒါအရင်ကျွန်တော်ဒီလူပညာလောကတွေကိုစဝင်လာပြီးတော့သမင်းရှိလေးနဲ့လုံနေရောဒါရွှေချိုဖြစ်သွားပြီးရဲ့နောက်ပိုင်းမှာဒါအများကြီးချစ်ပြီးအများကြီးအာအပေးကြတဲ့သူတွေအကုန်လုံးကိုကျွန်တော်ဒီကျေးဇူးများတင်ပါတယ်ကျွန်တော်လည်းအားလုံးကိုအာချစ်ပါတယ်အာပြီးွားရင်ကျွန်တော်လည်းဒါ ပြောရမယ်ဆိုရင်ရွှေချိုပြီးကြရလဲကျွန်တော်ပညာလုပ်ငန်းလေးတွေကျွန်တော်ဒါဖြည်းဖြည်းမှန်မှန်နဲ့ကျွန်တော်စွမ်းရှိလောက်စူးစမ်းနေရဖြစ်တဲ့အတွက်ကိုဒါ on screen မှာရောက်လို့ရှိရင်လည်းဒါအားလုံးပဲအာဂီယူတစိုက်နဲ့တေးချာလေးဝေဖန်အားပေးကြဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အားလုံးကျေးဇူးများပါ